မြန်မာနိုင်ငံရဲ့ပဏိပကဒန်သိန်းဒေတာတွေက HIV ပိုးကူးစက်ခံထားရတဲ့ဆေးဘေးရှောင်ပြည်သူတွေဟာဆေးဝါးပြက်လက်မှုကြောင့်အသက်အန္တရာယ်နဲ့ဒဏ်ရာရင်ဆိုင်နေရပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကစပြီးစစ်ကောင်မရှင်ဟာ ART ဆေးတွေကိုသူတို့ရဲ့လက်အောက်ခံကျန်းမာရေးဌာနတွေကနေတဆင့်သာထုတ်ယူရမယ်လို့စီကန်အသစ်ထုတ်ပြန်ခဲ့ပါတယ်။ဒီလို့ရကြောင်း The Global Fund နဲ့ USAID လိုနိုင်ငံတကာရန်ပုံငွေတွေနဲ့လဲပတ်နေတဲ့ NGO အဖွဲ့အစည်းတွေရဲ့ဆေးဝါးဖြန့်ဖြူးရေးလုပ်ငန်းတွေဟာလုံးဝရပ်တန့်သွားခဲ့ရပါတယ်။ ခွင့်ပြုချက်မရှိတဲ့အဖွဲ့ခွင့်ပြုချက်ကျော်လွန်နေတဲ့အဖွဲ့တွေကိုလည်းချက်ချင်းနှာခိုင်းပြီးလှုပ်ပိုင်ခွင့်တွေရခိုင်းခဲ့ပဲလူကြီးကတိုးလာပါတယ်စေးတောက်ပြတဲ့လူလည်းများလာပါတယ် service ကတော့အများကြီးကြွားချသွားတယ်သူတို့လောက်မှ follower လိုက်တာစီကန်းရချင်း remind လုပ်ပြီးတာမျိုးရှိတော့ပါဘူးအကြောင်းရင်းတော့မသိရဘူးလုံးဝအဆက်တွေပြတ်သွားတဲ့အနေအထားမျိုးဖြစ်နေတာပါဒီစီကန်အတဲဟာတော်လန်ရေးအားကောင်းရာဒေတာတွေဖြစ်တဲ့စကိုင်းမကွေးရခိုင်ကစစ်ပေးရှောင်းတွေအတွက်တော့တွယ်ဝိုက်သောတေမိတ်တစ်ခုလိုပါပဲ သူတို့အထက်စစ်ကော်မရှင်ထိန်းချုပ်စေယုံတွေကိုတွားရောက်ဖို့ဆိုတာအသက်အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်ပါတယ်။တွားလာရမယ့်ခီးစိတ်ကလည်းသူတို့မတက်နိုင်တဲ့ဝင်တော့ဝင်ဖို့တစ်ခုပါ။စစ်ကော်မရှင်ရဲ့စစ်စေးရေးဂိတ်တွေမှာစေးဝါးတွေကိုတင်းစီခံရတဲ့ဖြစ်ရက်တွေလည်းမကြာခဏရှိနေပါတယ်။စစ်ကောင်စီကတိုက်ရိုက်ကင်တာဆိုတော့ဆေးရဖို့အခက်အခဲရှိတယ်။စေးပြတ်သွားလဲဒီတိုင်းဝင်ရှိနေရတယ်။ဒီစေဝါပြက်လက်မှုရဲ့အဆိုးဝါးဆုံးအကျိုးဆက်ကတော့အသက်ဆုံးရှုံးမှုတွေပါပဲ။ဒီနှစ်ထဲမှာသကိုင်းမကွေချင်းပြည်နယ်တွေမှာနာတာရှည်ယောဂတဲ့တချို့စေဝါပြက်လက်လို့တည်ဆုံးခဲ့ရပါတယ်။ ။ဒါအပြင်ရခိုင်ပြည်နယ်မှာလည်း HIV ဝေဒနာရှင်အနည်းဆုံး၄ဦးသေဆုံးခဲ့တယ်လို့ DMG သတင်းဌာနကဖော်ပြထားပါတယ်။ဆေးမရတော့ဘူးဆိုရင်တော့ HIV ရောဂါကူးစက်ခံရတဲ့သူတွေ CD4 ကောင်းချပြီး viral load တက်ပဲပြီးရင် ARDS ဖြစ်ပြီးအသက်အန္တရာယ်တွေနဲ့ကြုံလာမယ်ပေါ့။ဆေးပြက်ပြီးမှဆေးပြန်ရခဲ့ရင်တော့ဆေးကုသရတာမလွယ်တော့တဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ကမ္ဘာကုလသမဂ္ဂရဲ့ UNAIDS အစီအစဉ်က2030မှာ AIDS ရောဂါကိုအဆုံးသတ်နိုင်ရေးအတွက် ်မာနိုင်ငံကိုအာရှမှာဦးစားပေးနိုင်ငံအဖြစ်သတ်မှတ်ထားပြီး The Global Fund လို့အဖွဲ့အစည်းတွေကလည်းဒေါ်လာတန်ပေါင်းများစွာထောက်ပံ့ဖို့ကတိပြုထားတာပါပဲ။နိုင်ငံတကာရဲ့ရန်ပုံငွေတွေရှိနေပေမဲ့စစ်ကော်မရှင်ရဲ့ဈေးဝကိုလက်နက်တပွဲအသုံးချတဲ့မူဝါဒကြောင့်အလိုအဆုံသူတွေစီကိုအသက်ငယ်ဆေးတွေမရောက်ရှိနိုင်အောင်ပိတ်ဆို့ခံထားရပါတယ်။ဒီလိုရဟာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတစ်ခုဖြစ်ပြီးပြည်မဲ့ပြည်သူတွေရဲ့အသက်တွေဟာပဏိပခရဲ့တစားကံတွေဖြစ်နေကြရပါတယ်။